ပြင်ရတဲ့ဖြစ်ဖို့ရသူကကျွန်တော်ကိုပြောခဲ့တယ်အဲ့ဖြစ်ဖို့ရကျွန်တော်လုပ်ပြီးလုပ်ရအောင်ဖြစ်အောင် လုပ်ပေးမယ်လို့ပဲကျွန်တော်အဲသူချစ်စေခြင်းနဲ့ဆန္ဒကိုကျွန်တော်ကြောင်းဖြည့်ဆည်းပေးလို့ကျွန်တော်ကလေးရလေတဲ့သူနားရောက်သွားတဲ့အချိန်ကျမှငိုတန်ပေးတယ်ကေသရေးရောက်ရင်လည်းကေသရေးဝင်ဝင်သွားရင်ငိုတန်ပေးဂျန်တဲ့အချိန်ကတော့ဒီဘောမငိုဘူး တယောက်ကအခုကမျိုးသမီးအခုကမျိုးသမီးအခုကမျိုးသားအဲ့အဲ့နှစ်ယောက်ရဲ့အဲ့နှစ်ယောက်ရဲ့လယ်မှာကလေးလေးအက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 လေးလေးရဲ့ခေါင်းပေါ်မှာမျိုးသမီးမျိုးသမီးရဲ့ခေါင်းနဲ့လက်နဲ့အကလေးလေးရဲ့ခေါင်းပေါ်မှာတော့ထင်တာတော့သူတို့အဲသူဦးလေးနဲ့အတော်ရဲ့အဲသူ့မေရဲ့ပဲဖြစ်ဖို့များပါပေါ့အဲ့လိုကြားနိုင်မယ်ဆိုတော့ပြောချင်လဲဆိုတော့ကျွန်တော်တာဖာနဲ့ကိုစိတ်ချပြီးတော့ခေါင်းရမွှန်းရအောင်ပဲသူသွားပါသူသွားပါသွားပါ ဘေးတိုက်ကနေပြီးတော့ပြီတော့ဘယ်တော့ဘေးတိုက်သုံးတက်ခွဲတိုက်ကလှုပ်လှုပ်ချင်းပဲအချိန်ချိန်တကူမရလိုက်တယ်တော့ရောက်ပြူကြလှုပ်လှုပ်ချင်းတမ်းမျိုးကြပြီးတော့အကုန်လုံးမိသားစုကိုဦးပေါ့ကိုဦးလုံးတမိသားစုလုံးပြီးသွားတယ်ကျွန်တော်ကလည်းအိမ်နဲ့အိမ်ရင်ထွက်တဲ့အချိန်ပေါ့ထမင်းအကုန်လုံးမိသားစုကကျွန်တော်လည်းထမင်းစားနေတယ်ထမင်းစားချိန်မှာကျွန်တော်အရင်ဆုံးစားပြီးတော့ကျွန်တော်အိမ်ပြန်ထွက်သွားတဲ့အချိန်တန်းပြီးတော့ငလင်းလှုပ်တာကျွန်တော်ထမင်းစားပြီးစလိတ်ထွက်တော့တာပေါ့ကလေးနဲ့ဆိုတော့ကျွန်တော်အပြင်လမ်းအပြင်မှာထွက်တော့ရင်းနဲ့ အပြင်ထွက်သွားလိုက်တာတော်တော်လေးကလည်းကံကောင်းနေတယ်လို့ပြောတာဟုတ်တယ်ဟုတ်တယ်အဲကြောင့်ကျွန်တော်တို့အကုန်လုံးပတ်ခေါ်ပြီးတော့လောက်ခိုင်းတယ်ဘလို့မှဖြစ်ဖြစ်ချင်းဆိုတော့ဘယ်သူမှလုံမပေးနိုင်ကြပါသေးဘူးကိုချာချင်းကိုယ်တိုင်လည်းအုပ်တွေတည်သေးတယ်ကိုယ်တိုင်လည်းတည်ကျွန်တော်ဝင်နောက်နေ့နောက်လျှောက်လှုပ်လှုပ်ပြီးတော့နောက်နေ့မနက်ကျတော့သတိတွေပါလစ်သွားတယ်ခေါင်းတွေလည်းပေါက်ကြောတွေရောကလေးကငိုတန်ကြတော့ကျွန်တော်လည်းအဲ့လိုမျိုးစိတ်ကဘလို့မှမရဘူးပေါ့ တူတဲ့နေ့ကတော့ကျွန်တော်တို့လုံးဝမထုံးနိုင်ဘူးမထုံးနိုင်ဘူးဆိုတော့တစ်ယောက်ပဲကျွန်တော်တို့ထုံးနိုင်လိုက်တယ်အသက်ရှင်လေးရဲ့တစ်ယောက်နဲ့ဒီဗီတစ်ယောက်နဲ့ကျွန်တော်တို့ထုံးနိုင်လိုက်တယ်နောက်ရကြကျွန်တော်တို့မလုပ်လိုက်လေဆိုတော့ထုတ်ဖို့မလွယ်တဲ့နေသားမျိုးဖြစ်တော့ကျွန်တော်တို့အဲ့ဒီညကျွန်တော်တို့လက်လျှော့ပြီးတော့မှကျွန်တော်တို့ပြန်လိုက်ရတယ်ပြန်ပြီးရဲ့နောက်ပိုင်းမှာကျွန်တော်တို့မနက်ခင်းအစောကြီးကျွန်တော်တို့ပြန်သွားတဲ့ချိန်မှာကလေးကိုကျွန်တော်တို့ဖြစ်နိုင်ဆုံးအတက်နိုင်ဆုံးဖြစ်အောင်လို့ကျွန်တော်တို့အရင်ဆုံးထုတ်တယ်ထုတ်ပြီးတဲ့နောက်ပိုင်းမှာဒီဗီကျန်တဲ့ရှစ်လောင်းကို ကျွန်တော်ညာရင်းအကူလောင်းကြံပါပေါ့တိုက်ဘက်ကတီကောင်းလဲဆိုအကူလောင်းကြံပါအဲ့ဒီညာရင်းကျွန်တော်တို့တဏီကုံမဖြစ်မနေကျွန်တော်တို့အကုန်လုံးဆွမ်းဆောင်ကြတဲ့ကျွန်တော်တို့အကုန်လုံး DB ကိုလောင်းလုံးကျွန်တော်တို့အဲ့ဒီကထုံးလာရတယ်စုစုပေါင်း DB ကသူ10လောင်း10လောင်းရင်ကလေးတယောက်ရယ်ဦးလေးတယောက်ရယ်ဆိုတော့စုစုပေါင်း12ယောက်ပေါ့12ယောက်ကမှကလေးတယောက်နဲ့ဦးလေးတယောက်နဲ့ပဲတက်ရှင်တယ်ကျွန်တော်သိတယ်မှာဒီကျွန်တော်ပထမရက်ဖြစ်ဖြစ်ချင်း28ရက်နေ့နေ့လယ်ဖြစ်တာဟိုမှာကလေးရနောက်နေ့နေ့လယ်မှာကဲနေတာဟိုအဲ့ဒီကြားထဲမှာမိမဆုံးပြီဆိုတော့ကျွန်တော်တည်လိုက်ပြီ ကုန်လုံးအသားစုလိုက်ဆုံးပြီဒီကလေးလေးတယောက်ပဲတက်ရှင်နေဆိုတော့ကျွန်တော်သိလိုက်ကျွန်တော်ညားတွေရောတောက်လျှောက်ဝင်ဝင်တဲ့ချိန်မှာကလေးငိုတယ်ပဲကြောက်ကလေးပဲထုတ်ရှင်နေအဲလိုမျိုးကြီးမာတရာလေးရတယ်အတန်ပေးရလို့ပြောတာဟုတ်ကျွန်တော်ကလေးရလေသူနာရောက်သွားတဲ့ချိန်ညမှာငိုတန်ပေးတယ်ကဲတရေးရောက်ရင်လည်းကဲတရေးဝင်ဝင်သွားရင်ငိုတန်ပေးဂျန်တဲ့ချိန်ရတော့ဒီဘောမငို ထွက်လာတဲ့အချိန်ကျတော့ကလေးကထွာပေါ့ဒီသူထုတ်လာထုတ်လာတဲ့အချိန်မှာသူသပင်မွေးလေးတွေလက်ထဲမှာသွေးတွေလည်းရဲလို့ပေါ့လူတွေရဲ့သွေးရောပေါ့အဲ့လိုမျိုးတွေးတွေရဲပြီးတော့မှစကားဝတန်းတင်ပြီးတော့မျက်နှာမှာလည်းချင်းတညာလုံးဆိုတော့ချင်းတွေကြိုက်ထားတာပေါ့ရဲတောင်တော့ထုတ်တဲ့ဒီညီလေးကပြောတာပေါ့၃ယောက်အုပ်ထားတယ်တဲ့၃ယောက်ဆိုတော့ အဲ့လိုမျိုးတော့တင်လာတော့သူတို့အဲသူဦးလေးနဲ့အတော်ရဲ့အဲသူ့မေရဲ့ပဲဖြစ်ဖို့များပါဘောအဲ့လိုကျွန်တော်တို့လည်းမဝင်ခံဘူးကျွန်တော်ကလည်းစိုးဝင်တယ်သူတို့ကစိတ်လောပြီးတော့ဟိုဘဖြစ်မှာလဲဆိုတော့ဝင်မခံဘူးပြောင်းရင်တော့ဒီလေးကြည့်ပြတယ်ပထမလောင်းကိုကျွန်တော်ထုတ်လိုက်တယ်ထုတ်လိုက်တော့ထွက်မဲ့ချိန်မှာကလေးကိုတန်းချားလိုက်တာချားလိုက်တော့ကျွန်တော်အဲ့ကလေးကိုရှာသေးတယ်ချားလိုက်ပြီးတော့ကလေးကအနားအနားလေးမှနေနိုင်ွက်တော့ကျွန်တော်ကြာပြီးတော့ကလေးကိုရှာတော့ကလေးကလုံးဝကိုမတွေ့ဘူး ငိုငိုတဲ့တန်လည်းတခါလေးပြတ်တောက်ပြတ်တောက်ရအောင်ကြတော့ကလေးပဲနေရာမှရှိမှန်းလည်းမသိဘူးနှစ်ယောက်ပြီးပြီးတာကလေးလေးကိုတယောက်ကအခုကမျိုးသမီးအခုကမျိုးသမီးအခုကမျိုးသားအိုင်အိုင်နှစ်ယောက်ရဲ့အိုင်နှစ်ယောက်ရဲ့လေမှာကလေးလေးအက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 လေးလေးရဲ့ခေါင်းပေါ်မှာမျိုးသမီးမျိုးသမီးရဲ့ခေါင်းနဲ့လက်နဲ့အကလေးလေးရဲ့ခေါင်းပေါ်မှာကလေးငွေတာတာအရေးပါ15ရက်ပဲရှိသေးတယ်ငွေငွေချင်းရောက်ခမကျွန်တော်နဲ့စိတ်မချလို့ပေါ့သူသမီးနဲ့ကလေးနဲ့သူကတော့အိတ်တယ်ကျွန်တော်ကပြင်ပါကျွန်တော်တယောက်တည်းအိတ်တယ်အဲ့လိုမျိုးပေါ့ အဲကျောင်းခမကျွန်တော်အိတ်မဲလို့ပြောလည်းမရဘူးသူသမီးနဲ့ကလေးနဲ့ကျွန်တော်နဲ့စိတ်မချဘူးတူကိုယ်တိုင်အိတ်မဲအိမ်မမိမလည်းကျွန်တော်သူနဲ့လာရေးဖို့ပြောတာ28ရက်နေ့ကဖြစ်တာ29ရက်နေ့ညကျွန်တော်ဇုတ်ခေါ်တာသူနဲ့သူနားလေးမှ လာအိတ်လိုက်ပါဆိုပြီးတော့အဲ့လိုမျိုးသူနဲ့ခေါ်အိတ်တာပဲဘာတွေပြောပြတယ်တော့အဲ့လိုမျိုးဘာမှတော့မပြောပြဘူးအညာတော့ဒီတိုင်းပဲကျွန်တော်သူကျွန်တော်ရင်ဝင်နေပဲနေနေတယ်အဲ့လိုမျိုးကျွန်တော်နေပဲနေနေတယ်ပေါ့ဟုတ် ဆုံးဖြတ်အောင်ကျွန်တော်ဒီဟိုဖြစ်ဖြစ်ချင်းမှာကျွန်တော်စိတ်တွေဘာလုံးမထိန်လို့မရဘူးလောဘာမှလုံးလို့မရဘူးအညာအိတ်ရင်တော့မှဒီနေရာအိတ်မယ်လို့တွေးထားရင်ဒီနေရာမှာဘယ်လို့မှမနေနိုင်ဘူးပေါ့ကွာကျွန်တော်လည်းလိုမျိုးပဲစိတ်တွေကဘယ်လို့မှမငြိမ်တော့ကျွန်တော်လည်းလိုမျိုးသင်္ကန်းလေးစီးတိုက်တာပေါ့တကြံနဲ့ကျွန်တော်ဒီတကြံနှင်းကိုလည်းဒီကလေးလေးနဲ့ပဲဒီမိမနဲ့နားမှာတကြံနှင်းဘာမှမလုပ်ဘဲနဲ့ဒီနားမှာပဲနေမယ်ဆိုပြီးကျွန်တော်နေနေတော့ကြားနိုင်မယ်ဆိုဘာပြောချင်လဲဆိုတော့ကျွန်တော်တဖာနဲ့ကိုစိတ်ချပြီးတော့ကောင်းရမွန်ရဖို့ပဲ သူသွားပါလို့ခံစားရတော့ညာခင်းအိယာဝင်ချိန်ပေါ့ကွာအဲ့ချိန်မှာဗာလဲဆိုတော့ကျွန်တော်တို့ညာဆိုရင်ကျွန်တော်တနေကုန်လောက်ခက်များဟာကျွန်တော်သူ့ကိုပြောပြတယ်ဒီနေ့ဗာလုတ်ဘယ်လုတ်ဗာလုတ်တယ်ဗာညာဆိုစကားတွေတနေကုန်လောက်ခက်တဲ့များဟာအကုန်လုံးပြောကြကလေးတွေရှည်ရည်တွေပြောကြပေါ့အခုတော့သူဖြစ်စေခြင်းနဲ့ပညာတတ်ဖြစ်ဖို့ရာသူကကျွန်တော်ကိုပြောထားတာ ပညာရဖြစ်ဖို့ရသူကကျွန်တော်ကိုပြောခဲ့တယ်အဲ့ဒါဖြစ်ဖို့ရကျွန်တော်လှုပ်ပြီးလှုပ်ရအောင်ဖြစ်အောင်လှုပ်ပေးမယ်လို့ပဲကျွန်တော်အဲသူချစ်စေခြင်းနဲ့ဆန္ဒကိုပဲကျွန်တော်ကြောင်းဖြည့်စည်းပေးမယ်